ကော်ဖီတောက်မယ်ဆိုလို့ရှိရင်၃မျိုးလုံးတစ်ခါလည်းဖြစ်တာပြောပြကော်ဖီဖြော်ပြီးတော့တောက်တော့မယ်လို့ဆိုလိုက်တဲ့အချိန်မှာအနံ့လေးမွေးတာကဒါအနံ့ကကာမဂုဏ်တစ်ခုတောက်လိုက်လို့ပူတာပူတာအေးတာနှွေးတာအဲ့ဒါကအဲ့ဒါလည်းပဲဖွတ်တတ်ပါယုံဆိုကာမဂုဏ်တစ်ခုရှားပေါ်ရောက်တော့ခါတက်တက်ကလေးဆိုတာဒါလည်းကာမဂုဏ်တစ်ခုပဲ ရှားကသေးတာတခုနော်နှာခေါင်းကသေးတာတခုဒီကိုယ်ကာယကသေးတာတခုနော်အဲ့ဒါခံစားရပဲလေလူတွေခံစားရမှာကော်ဗစ်လေးတောက်ပြီဟဲ့ကော်ဗစ်လေးမှွေးလိုက်တာဘယ်လာတာတော့တစ်စိတ်လေးမှတ်နောက်တောက်ဖို့ရရှာဝဲသွားမယ်ဆိုဝဲအင်းချက်ဖြောက်တောက်တယ်အဲပူပူလေးတောက်ရတာ ပြင်းလာတဲ့အခါကျတော့ ice coffee ဆိုလောက်ပြန်အေးတောက်ချင်ကျင်းကဲစိန်ပြီးတောက်ပြန်တယ်အဲ့ဒါပါတော့ဆိုရင်ကာယပတ်ရေဖတ်တပါယုံကိုရှာတာပဲဒီအေးတာလေးကြိုက်တဲ့အခါအေးတဲ့ဖတ်တပါယုံရှာအနမွေးတာကျတော့ခန္ဓာယုံကိုရှာအရသာ coffee ခါကလေးဆိုရင်ဟော coffee ရယူနေတယ်ဆို espresso ကပူချီနိုပြောဆိုပါလေ ရှိသမျှကဘာမှထွက်သမျှ copy တွေကိုအရသာခံပြီးတော့ကြ။ဒါ copy ရင် ပြောတာပါ။ဂျန္တာတွေလည်းဒီတိုင်းပါ။နော်။ထမင်းဆိုရဲမျိုးစုံ။အိထမင်းအိဟင်းမစားရင်တော့ဆိုင်တော့စား။ဆိုင်တော့ဘာမှထမင်းဟင်းမစားရင်တော့တရုတ်ထမင်းဟင်းအခုကပုံများလာသေးတယ်။ဗီယက်နမ်ထမင်းဟင်းတို့နော်ကိုရီးယားချက်တို့ကုန်ပါပဲ။အဲ့ဒါတွေကဘာရှာတာရောလို့မေးလို့ရှိရင်ခုနပြောတဲ့ ခန္ဓာယုံတို့ရတယုံတို့ဖွတ်တတ်ပါရဲ့လို့ရှင်အဲ့ဒါကိုကာမလို့ပြောတာတခြားဘူးယစီကကြည်တာရူပယုံကကာမနာကနားထောင်ပြီးကြည်တာအတန်ကတတယုံကကာမခန္ဓာယုံရတယုံဖွတ်တတ်ပါယုံကကာမအဲ့ဒီကာမတွေကိုစွန့်ပစ်ပြီးတော့အိညာတိထောင်လူပေါင်းကနေစွန့်ခွာပြီး ဆွန့်ခွာလာတဲ့ယဟာတဲ့လောကကြီးကနေဘယ်လိုလုံးထွက်ခွာမလဲလူဆိုတာဒီကာမဂုဏ်အာယုန်တွေနဲ့နေရင်လောကကြီးမှာနေတာပဲလေလောကကြီးမှာနေတာအဲ့လောကကြီးပေါ်မှာမကြိုက်တော့ဘူးမမုန်းတော့ဘူးလောကကြီးနဲ့မထိတွေ့တော့ဘူးတာယောစင်မဖြစ်တော့ဘူးဆိုမှလောကကြီးရဲ့ထွက်တဲ့ကောလောကထွက်တာဆိုတော့သိသွားတော့ပြောတော့မဟုတ်ဘူးเนาะစိတ်ထက်အနေနဲ့လောကကြီးရဲ့ထွက်မှာဘယ်လိုလုံးထွက်ရအောင် မြတ်စွာဘုရားကတခါတည်းကဥပမာပေးပြီးတော့ဟောတယ်။ငါဟာတဲ့လောကကြီးမှာမွေးတာတဲ့။လောကကြီးမှာမွေးပြီးတော့ငါလောကကြီးထဲမှာကြီးလာတယ်တဲ့။လောကထဲမှာငါနေတယ်တဲ့။ဒါပေမဲ့လောကနဲ့ငါမပတ်သက်ဘူး။မပတ်သက်ဘူးဆိုတာတရားစင်မရှိတာပြောတာနော်။တရားစင်ဆိုတာနှစ်ခုရှိတယ်အချစ်တရားစင်နဲ့အမုန်းတရားစင် လူတွေကအချစ်ထားပဲတန်လို့စင်တင်တယ်မုန်းတာလည်းတန်လို့စင်ကိုယ်စင်သားကြီးမုန်းတဲ့လူခဏခဏသတိမရဘူးလားရတယ်မုန်းစိတ်နဲ့သတိရတာလေအဲ့ဒါမုန်းတန်လို့စင်ခေါ်တယ်မနာလိုတာလည်းတန်လို့စင်ပဲလေမနာလိုတဲ့လူတွေခဏခဏသတိရတယ်အဲ့တန်လို့စင်ရှိလို့သတိရတာပေါ့အဲ့တန်လို့စင်ဆိုတာမြေပြည့်ရှိချစ်လို့လည်းတန်လို့စင်ဖြစ်တယ်မုန်းလို့လည်းတန်လို့စင်ဖြစ်တယ်မနာလိုရင်လည်းတန်လို့စင်ဖြစ်တယ်အဲ့ဒီမှာဆွဲလန်းနေတာဒီမှာတည်းကတန်လို့စင်လို့ခေါ်တာ ဲ့တော့မြတ်စွာဘုရားကသူ့ကိုသူပြောတာငါလောကထဲမှာမွေးတာတဲ့လောကထဲမှာလည်းကြီးတယ်ပြီးတော့လောကထဲမှာနေပြီမဲ့လို့တဲ့လောကကြီးနဲ့ငါမပတ်သက်ဘူး။ဘာနဲ့ဥပမာတူတော့ဆိုငါကြာနေတူတယ်။ကြာဟာရေထဲမှာပေါက်တယ်။ရှည်ထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်။ရှည်ပြင်းမော်တက်ပြီးတော့ပွင့်တယ်။ရှည်ပြင်းတာပြင်းမော်တက်ပွင့်တယ်။ဒါပေမဲ့ကြာရွယ်ဖြစ်စေကြာပတ်ဖြစ်စေကြာပွင့်ဖြစ်စေ ရှင်မပေးဘူးရှင်မပေးဘူးရှင်ဘောချလည်းလိမ့်ဆင်သွားတာပဲဂျာဘက်ပေါ်မှာရေတင်နေတယ်လို့မရှိဘူးနော်အဲ့ဒါလိုပဲလောကကြီးထဲမှာနေပေမဲ့လို့လောကကြီးနဲ့မပတ်သက်ဘူးတရားစင်မဖြစ်ဘူးပတ်သက်တယ်ဆိုတာဘာတော့ချစ်တာလည်းပတ်သက်တာပဲမုန်းတာလည်းပတ်သက်တာမနာလိုတာလည်းပတ်သက်တာ လောကကြီးနဲ့ပတ်သက်အခုကိုစဉ်းစားကြည့်ငါပတ်သက်တယ်လားလောကကြီးနဲ့ပတ်သက်တယ်လားပတ်သက်တာပေါ့နော် လောကကြီးနဲ့ပတ်သက်ပြီးတော့နေတယ်။အဲမြတ်စွာဘုရားကငါလောကကြီးနဲ့မပတ်သက်ဘူးတဲ့။အဲတော့အခုနေမိတာဘုရားကပေးလိုက်တာ။ပညာရှိတဲ့အရှင်ဘုရားကိုပေးပြစေ။ကံကုန်အယုန်တွေကိုပယ်ရှားပြီးတော့သူ့ဘုံမှာခွာရှောင်းကရဟန်းပေါင်းရောက်လာတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကဘယ်ပုံထွက်ခွာရမလဲ။လောကကြီးနဲ့မပတ်သက်အောင်ဘယ်လိုလုပ်ရမလဲ။ နော်အလုံးကပတ်သက်နေဘုရားဝိထာနဲ့လောကနဲ့မပတ်သက်ဘူးပြောတာမဟုတ်ဘူးပတ်သက်နေမပတ်သက်အောင်လုပ်ဖို့လိုသေးတယ်အော်ဘုရားတို့တွေခုချိန်ဒီပတ်သက်နေရုံထွက်လို့မရဘူးလေလောကကြီးနဲ့ပတ်သက်ဖို့ရှိနေလောကရဲ့ဟုတ်ပဲကိုမရောက်ဘူးလောကထဲမှာပဲနောက်ဆုံးမှာကြာရှုံးသွားကြတာလောကထဲမှာထွက်နိုင်ရင် လောကထဲမှာပဲကြာရှုံးသွားမှာပဲအဲ့တော့ လောကကထွက်တဲ့ဒီလိုင်းကိုမေးတာပဲဖြစ်တယ်။အဲ့ဒီသမာပရိစ္ဆဝသနိယတုတ်မှာနေမိတာဖရာကမေးတာအမေးခါသာတပုတ်ခရရုံကိုမေးလိုက်တာဒီဒီမေးကုန်းကတော့လောကကြီးကဘလို့ထွက်မလဲဆိုတဲ့မေးကုန်းပဲ။ယေရှုဘုရားအစစ်ကဖြေလိုက်တာ59ဒါတာနဲ့ဖြေ။မေးတာကကာတာတပုတ်ပဲဖြေတာ59ပုတ် ထေလုပြီးသွားတဲ့အခါမှာတော့တရားဟောပြီးလို့ရှိရင်ကောင်းတယ်မကောင်းဘူးဝေဖန်ကြရတာလေလူတွေကျတော့လက်ခုပ်တီးကြတာပေါ့တချင်းဆိုပြီးရင်လည်းလက်ခုပ်တီးကြတာမဟုတ်လားလက်ခုပ်တီးတယ်လို့ပဲနေမိတာဖရာကနေချီးမွမ်းစကားပြောတာတက္ကထာမေကုန်ထုတ်တာတက္ကထာနောက်ဆုံးမှချီးမွမ်းစကားပြောတာကတက္ကထာကောရဝိမျက်စွာဖရာကဖရာစစ်ကဖြေတာ15ကထာ အလုံးပေါင်းလိုက်တဲ့အခါသမ္မာပရိပါစရိယသုံးပါး16ခါတရှိတယ်လို့ပြောမှတ်တယ်။အခု16ခါထားတဲ့ကပထမဆုံးခါထားကိုရှင်းပြနေတယ်။ပု္ပ္ပာမိမုနေပဟုဒပညာတိဏံပရိင္ကတံပရိနိဟုတံထိတတံနေခမကရာပနုဿာကာဘိကထံဘိက္ခုသမ္မာသောလောကေပရိပစီယမေကုန်နေချစ်ကြချစ်ကြတဲ့ချီးမားတဲ့ ပညာရှင်ဖြစ်တဲ့တန်တရာဝေဩဃကိုဖြတ်ကျော်ပြီးတော့တစ်ဖက်ကန်းကိုနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုရောက်ပြီးဖြစ်တဲ့ကိလေသာအပူတွေငြိမ်းသွားတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိတဲ့အရှင်ဖရာတဲ့ကံကောအယုန်ဒီကိုဆုံးခွာပြီးတော့အိယာတီတောင်လူပေါကထွက်လာပြီးရမ်းဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာလောကကြီးနဲ့မပတ်သက်အောင်ဘယ်လိုကျင့်ရမလဲလောကကြီးကထွက်သွားဖို့ထွက်ဖို့ဘယ်လိုကျင့်ရမလဲ ီမေခွန်းမေးတာပဲမေခွန်းမေးလိုက်အဲ့ဒီမေခွန်းရဲ့အဖြေကိုမြတ်စွာဘုရားဖြေပြီယတမင်္ဂလာသမုဟတာဥပ္ပါဒသူပိနာသလက္ခဏာသသောမင်္ဂလာတောသဝိပ္ပဟိနောတမ္မသောလောကိပြိပတိယဒါပထမဆုံးဖြေလိုက်တဲ့အဖြေလေးတခုနော်အဖြေပေါင်း15ပုဒ်ထီအောင်ဖြေပါဗျာဒါတခုပဲရှိသေးတယ် တော့အရေးကြီးဆုံးတစ်ခုလို့ဖြေတယ်လို့ကြည်ရတယ်။ဘာကိုဖြေလိုက်တာတော့ဆိုယတမင်္ဂလာသမုဟတ္တ